ဘာမှ brain channel ကနေကြိုးစောပါတယ်ကျွန်တော်တို့နေ့စဉ်အခုလိုစိတ်ဝင်စားဖို့အကြောင်းအရာများကိုတင်ဆက်ပေးနေပါတယ်ဒါကြောင့်နေ့စဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအကြောင်းအရာမစတင်ခင်မှာဘာမှ brain channel ကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်ကဲဒီနေ့ကျွန်တော်တို့ဆွေးညွှန်းရမယ့်အကြောင်းအရာကတော့ Robert Greene ရဲ့လူတော်တော်များများသိကြတဲ့ The Laws of Human Nature ဆိုတဲ့စာအုပ်ပါ တော်တော်လေးထူးတဲ့စာအုပ်ကြီးဗျာဒီစာအုပ်ကလည်း လူတွေရဲ့အပြုအမူတွေအတွေ့ခေါ်တွေဘလို့အလုပ်လုပ်လဲဆိုတာကိုအသေးစိတ်ဖော်ပြထားတာ Codebook အခုလိုမယ်နော်ဟုတ်ပါတယ်တကယ်ကိုလူတဝဝရဲ့အတွင်းကြကြအပိုင်းတွေကိုဖော်ထုတ်ပြဟာတာ Green ကတမိုင်းဝင်ပုခုရီရဲ့ဇလန်းတွေကိုဥပမာပေးပြီးရှင်းပြတော့ပေါ်ပြီးတော့နားလည်လွယ်သွားတာပေါ့လေဟုတ်ကဲ့ဆိုတော့ဒီနေ့အဲ့တဲကအဓိကကြတဲ့အချက်တချို့ကိုနည်းနည်းလေးဆွဲထုတ်ပြီးဆွေးနွေးကြည့်ကြအောင်အများကြီးပဲဆိုတော့အကုန်လုံးတော့မဖြစ်နိုင်ဘူးပေါ့လေအင်းအဓိကအပိုင်းတွေပေါ့ဥပမာ irrationality ဆိုရဲစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှု narcissism လို့ကိုကိုကိုအထင်ကြီးတာမျိုးပြီးလို့ empathy တို့ရန်လိုမှုတို့ကိုယ့်ရဲ့ shadow self ဆိုရဲအမှန်ပဲချမ်းနေအကြောင်းစုံနေတာပဲဟုတ်အများကြီးပဲကဲဒါဆိုပထမဆုံးအချက်ကိုစလိုက်ကြအောင်စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှု irrationality ပေါ့ကျွန်တော်တို့ကထင်သလားကြောင်းကျူးစီလို့ဆိုတာတွေးခေါ်ဆုံးဖတ်တာမဟုတ်ဘူးလို့ဆိုတယ်အေးအဲ့ဒါအယမ်းမှန်တာပဲ Green ကပြောတာကျွန်တော်တို့အများစုကကိုကိုကို rational ဖြစ်တယ်လို့ထင်နေကြတာဒါပေမဲ့တကယ်တမ်းမှာဟို emotional self ဆိုတဲ့ခံစားချက်ဥဆောင်တဲ့စိတ်ကအရင်ဆုံးတုံ့ပြန်တာများတယ်လေအော်ဆိုတော့ခံစားချက်ကအတွေးကိုလွမ်းမှုတော့တာပေါ့ဟုတ်တယ်ပြီးလို့မှအဲ့ဒီခံစားချက်ကိုအကြောင်းပြချက်ပေးဖို့ cognitive self ဆိုတဲ့စဉ်းစားဆင်ခြင်တဲ့စိတ်ကလိုက်ပြီးတော့အလုံးလို့တာမျိုးဖြစ်တတ်တယ် ဥမာ confirmation bias လို့မျိုးပေါ့ကိုယုံကျင်တာကိုပဲထောက်ခံတဲ့အချက်လက်ရှာတာလေဟုတ်ကဲ့ဟုတ်ကဲ့ဒါကနေ့စဉ်ဘဝမှာဆိုရင်အမားတွေလွတ်မိစင်းနေတာပေါ့နော်ဒါပေါ့ဥပမာ2008ဘန်ဒါရဲ့ကြက်တဲလို့မျိုးပေါ့အဲတော့ကလူတွေကစိတ်ခံစားမှုတွေကကူးစက်ကုန်တာအရှိတရားကိုမျက်ကွေပြုတ်ပြီးတော့အဲလောဘတွေကြောက်စိတ်တွေနဲ့ဆုံးဖြတ်ခဲ့ကြတာလေနောက်ဆုံးတော့အလုံးဒုက္ခရောက်ရော high grade in rationality ဆိုရလာတူပြောတာတင် ပိုပြင်းထန်တဲ့အခြေအနေတွေပေါ့။အင်းအဲ့ဒါကတော့ဒေါသရန်ထတာလောဘကြီးတာတခုခုကိုဆွဲလန်းတာမျိုးတွေပေါ့။အဲ့လိုအခြေအနေမှာဆိုရင်စင်ချင်တုံတရားကလုံးဝပျောက်သွားရော။ဒါကိုဘရူထင်းချော်ရမယ်။ green ကပါအကျံပြေဟန်လေ။အတိကကကိုစိတ်ခံစားချက်ကိုတတိထားမိဖို့ပဲ။ဘာကြောင့်ဒီလိုခံစားမိတာလားလဲဆိုတာကိုအရင်စစ်ဆေးဖို့ပြီးတော့ချက်ချင်းတုံးပြမယ်စာခဏလေးချိန်ယူစဉ်းစားဖို့ပေါ့။ Periglass ကိုသူကဥပမာပေးထားတယ်။အော်ဟုတ်တယ်။ ပယ်ရီကလက်စ်ကသူ့ရဲ့စိတ်ခံစားမှုစွမ်းအင်ကိုအသိဉာဏ်နဲ့ထိန်းချောင်းပြီးတိုင်းပြည်အတွက်အသုံးပြုသွားတယ်ဆိုပြီးတော့မှန်ပါတယ်စိတ်ခံစားမှုကစွမ်းအင်ပဲလေသူ့ကိုဖျက်ဆီးဖို့မဟုတ်ပဲအသိဉာဏ်နဲ့လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့ပဲလိုတာကောင်းပါတယ်နောက်တစ်ခုကနာစီစမ်နာစီစမ်တားလဲလူပြောများတဲ့အကြောင်းအရာပဲလူတိုင်းမှာအနှမ်းနဲ့များရှိတယ်ဆိုတာစိတ်ဝင်စားရတာပဲဟုတ်တယ်သူကဒါကို spectrum ကခုလိုမြင်တယ်တစ်ဖက်စွန်းမှာကိုကိုကိုတံပိုးမထားတာ ကျန်တဲ့တစ်ပတ်စွန့်မှာတော့ deep narcissism ပေါ့ deep narcissist ရဲ့လက္ခဏာတွေကဘာတွေလဲအဓိကကတော့ကိုယ့်ကိုယ်ကိုအလွန်အမြဲအရေးပါသူလို့ထင်တာသူများရဲ့အတိမတ်ဖြူမှုကိုအမြဲတမ်းလိုအပ်နေတယ်ဝေဖန်ခံရရင်အရန်တော်သားထွက်လွယ်တယ်ပြီးတော့လေသူတစ်ပါးကိုကိုယ့်ရဲ့လိုအပ်ချက်ဖြည်းဖြည်းနဲ့အရာဝတ္ထု self objects လို့မျိုးမြင်တတ်တယ် how it use ဥပမာတော်တော်လေးထင်ရှားတယ်နော်သူရဲ့ထရင်းချုပ်လို့စိတ်တွေအသေးစိတ်လိုက်စီမံတာတွေက อืม तू อ่ะตุ้ยอ่ะอาเนชัดတွေကိုဖုံးကွက်ပို့ကတော့အဲ့လိုလိုးတာပေါ့လေဒါပေမဲ့အဲ့လိုလိုရင်းနဲ့ तू ပဝန်းချင်းကလူတွေကိုအရန်ဒုက္ခပေးမိရောဒါဆို functional narcissism ကတော့ဘယ်လိုလဲအတုံးဝင်တဲ့ narcissism ပေါ့အဲ့ဒါကတော့ကျမ်းမာရဲ့ကိုယ့်ကိုတံပိုးထားမှုနဲ့ပို့တူတယ်ကိုယ့်ရဲ့ချင်းကိုယုံကြည်မှုရှိတာကိုယ့်ကိုလေးစားတာမျိုးပေါ့အဲ့အမျိုးကဘဝမှာအောင်မြင်ဖို့လိုအပ်တယ်လေ deep narcissism theme ရောက်တော့ပို့တော့တတိထားမှာပေါ့ဆိုတော့ ကိုကိုရိုးရိုးတားတားပြန်ဆန်းစစ်ဖို့လိုတယ်ဆိုတဲ့သဘောပဲဟုတ်တယ်ဒီကဲဆိုရှယ်မီဒီယာခေတ်မှာဆိုရင် self absorption ဆိုတဲ့ကိုကိုပဲအာယုံဆိုင်မှုက ပိုများလာနိုင်တယ် like တယ် follower တွေနောက်လိုက်ရင်း ਨੇ deep narcissism ပဲကိုရောက်သွားနိုင်ကြရှိတယ်လေဒါကတကယ်တည်းထားရမယ့်အချက်ပဲဒီလိုကိုကိုအာယုံဆိုင်မှုများလာတာကနောက်တစ်ခုဖြစ်တဲ့ empathy ကိုလည်းထိခိုက်စေနိုင်တယ်လို့သူပြောထားတယ်နော်ကိုချင်းစာနာမှုပေါ့မှန်ပါတယ် empathy က narcissism ရဲ့ဆန့်ကျင်ဘက်အင်အားစုပဲလူတိုင်းမှာသူများရဲ့ခံစားချက်ကိုခံစားနိုင်စွမ်းသူတို့နေရာကနေဝင်ကြည့်နိုင်စွမ်းမြေးရပါရှိပြီတာဒါပေမဲ့ကိုယ်ကဘာထဲမှာပဲကိုနေနေရင်အဲ့ဒီစွမ်းရည်ကတုံးသွားတော့ empathy ရှိရင်ဘာဒီကောင်းကျိုးရှိလာမလဲအများကြီးပဲလူမှုဆက်ဆံရေးတွေပိုကောင်းလာမယ်ပိုပေါင်းဆောင်ရွက်မှုတွေပိုလွယ်လာမယ်ခေါင်းဆောင်ကောင်းတဲ့ရဖြစ်လာနိုင်မယ်သူများရဲ့စိတ်ကိုနားလဲတော့လွှမ်းမွေးနိုင်စွမ်းလဲပိုရှိလာမှာပေါ့ဒါကိုဘယ်လိုပြုစုပြုထောင်ရမလဲ green ကတော့လူတွေနဲ့မျက်နှာချင်းဆိုင်ပို့တွေ့ဖို့စကားပြောနေချိန်မှာသူတို့ရဲ့မျက်နှာအမူအရာကိုဟန်အနေထားအတတ်နဲ့အထံသားတွေကိုပို့ပြီးအာယုံစိုက်ဖို့ပြောတယ်ပြီးတော့သူတို့ဘလို့ခန်းစားနေရမလဲဆိုတော့ကိုယ်စိတ်ထဲမှာမှန်းစကြည့်ဖို့ပေါ့ Othello's error လို့မျိုးကိုပလိုက်မှုတွေကြောင့်အထင်လွဲတာမျိုးမဖြစ်အောင်လည်းတတိထားရမယ် Milton Erickson ဥပမာကိုလေးထည့်ပြောထားတယ်သူကလူတွေကိုနည်းနည်းရှိုင်းရှိုင်းလစ်လာနေဆိုရင်ရှိတယ်ဆိုပြီးအမူအရာလေးတွေကိုတော့တတိထားမိပြီးသူတို့ရဲ့စိတ်အခြေအနေကိုဖတ်နိုင်တယ် အဲ့ဒါက empathy ရဲ့အမြင့်ဆုံးအဆင့်ပဲကဲလူမှုဆက်ဆံရေးအပိုင်းကိုဆက်သွားအောင် role playing မျက်နှာဖုံးတချင်ပေါ့လူတိုင်းကတယောက်ဆောင်နေကြတာဆိုတဲ့အဆိုကနင်းနေတော့ဟိုစိတ်ပြက်စရာမကောင်းဘူးလားဟာဟာနင်းနေတော့ဟုတ်တယ်လို့ပဲဒါပေမဲ့ green ကဒါကိုလက်တွေ့ကြကြရှုမြင်တာပေါ့လူမှုဘဝဉ္ဇဉ်မှာအစင်ပြေးဖို့အချင်းနဲ့လိုက်တင်းတော်တဲ့မင်းနာဖုံးဖဆွမ်းနာကိုတတ်ဆင်ရတာပဲလေဘသူမှအချင်းပြေးကိုစိတ်ရည်အတိုင်းပွမွေလင်းလင်းနေလို့မရဘူးပေါ့ အရေးကြီးတာကအဲ့ဒီမျက်နှာဖုံးနှောင်းကွယ်ကအမှန်တရားကိုမြင်နိုင်ဖို့ပါနော်ဒါပေါ့အဲ့ဒီမှာ non verbal communication ကအလေးကတော့ချက်ဖြစ်လာတယ်လူတွေကသူတို့ရဲ့စကားလုံးမဟုတ်တဲ့အမူအရာတွေကနေသူတို့ရဲ့တက်ကက်စိတ်ခံစားချက်ကိုဖော်ပြနေတတ်ကြတယ်ဘလို့အမူအရာတွေကိုအဓိကကြည့်ရမလဲ micro expressions တွေလားอืม micro expressions ကခဏလေးပဲပေါ်လာတဲ့စိတ်ရင်းမှန်နေပေါ့ပြီးတော့ synchrony လို့ခေါ်တဲ့စကားပြောဖို့နဲ့ကိုဟန်နေအထားသူနေတော့တာမျိုး အတန်ရဲ့ pitch တို့တုံးတို့မျိုးလုံးချင်းစုံကြည့်တာလန့်ချင်းဟန်နေအကုန်လုံးကတဲလုံးစားနေမယ်ဒါပေမဲ့တခုလဲကြည့်ပြီးကောက်ချက်မဆွဲရဘူးပေါ့ဟုတ်တယ်လူတယောက်ရဲ့ပုံမှန်အခြေအနေ baseline expression ကိုအရင်သိထားမှအဲ့ဒီကနေကွဲထွက်သွားလဲအမှုအရာတွေကဘာကိုဆိုလိုလဲဆိုတာအထိပယ် follow ရမှာဥမာတယောက်ယောက်ကလိန်နေရင်စိတ်လှရှားပြီးပုံမှန်မဟုတ်တဲ့အဖြစ်အမူလေးလုံးမိတတ်တာမျိုးပေါ့ဒါကတကယ်လီလာထားတဲ့အတတ်ပညာပဲနောက်တစ်ခုက character စရိုက်လက္ခဏာ ဒါအချင်းကြာလာမှအခက်ခဲကြုံမှပေါ်လာတတ်တယ်လို့ဆိုတယ်။မှန်ပါတယ်။လင်ခင်ပြောသလိုပေါ့လူတယောက်ရဲ့တကယ်စိတ်ရိုက်ကိုသိကြည့်ရင်သူ့ကိုအာနာပေးကြည့်လိုက်တယ်။အဲ့ဒီအခါကျမှသူဘလို့လို့လဲဆိုတာပေါ်လာတော့ green card toxic type ဆိုတဲ့အစိတ်တောက်ဖြစ်စေတဲ့စိတ်ရိုက်တချို့ကိုလည်းဖော်ပြထားတယ်။ဟုတ် hyper perfectionist go personalizer to pleaser to rebel to အများကြီးပဲ။တွတ်တစိကတတ်တဲ့အဲ့ဒီပုံစံဒီကိုနားလေဖို့အဓိက ပြောချင်တာနော်။ဟုတ်တယ်။ Howard Hughes လို့ပေါ့သူ့ရဲ့အပြင်ပန်းအောင်မြင်မှုတွေနောက်ကွယ်မှာဖုံးကွယ်ထားတဲ့ဆက်ရက်လက္ခဏာချိုးယွင်းချက်တွေရှိနေကြတာဒါကြောင့်လူတွေနဲ့ဆက်ဆံတဲ့အခါအလို့တွဲလုပ်တဲ့အခါသူတို့ရဲ့ဆက်ရက်ကိုအကေဖြတ်နိုင်မှုကအရန်အရေးကြီးရယ်ကိုယ့်ဆက်ရက်ကိုရောပုံဖော်လို့ရလားရပါတယ်ကို့မှာရှိနေတဲ့အကျင့်ပါနေတဲ့ပုံစံတွေကိုတတိပြုမိပြီးတတိနဲ့ပြင်ယူလို့ရတယ်ကောင်းပြီနောက်တစ်ခု law of covetousness တပ်မှတ်မှုနေရာမှာလူတွေကသူများပိုင်ဆိုင်တာ တောင်းမောတားမြစ်ထားတာကိုပိုပြီးလိုချင်တကြတယ်ဆိုတာလားဟုတ်တယ်ဟိုဘက်ကမြခင်းကပိုစိမ့်နေထင်တဲ့သဘောမျိုးပေါ့ဒါကတခါလေစန်းနေတီထွေမှုကိုဖြစ်စေပြီးမြင်အများအဖြစ်တော့ကျွန်တော်တို့ကိုတွဲဆောင်ဖျားယောင်းမှုတွေစီတွန်းပို့တတ်တယ်ဒီနေရာမှာကိုကိုကျိုးအထက်ဘလို့ထုံးချလို့ရမလဲ green ကတော့လျောပစံကျေမှုဖန်ဒီတာကို product ဒါမှမဟုတ်ကိုကိုကိုအတစံထူးခြားတာတားမြစ်ထားတာတွေနဲ့ဆက်ဆက်ပြတာမျိုးလို့လို့ရတယ်လို့ဆိုတယ်ကိုကို channel ကသူ့ရဲ့ fashion ကိုဒီ knee line နဲ့အောင်မြင်အောင်လုပ်ခဲ့တာလေ လူတွေလိုချင်လာအောင်မရမနေဝတ်ချင်လာအောင်ဖန်တီးနိုင်ခဲ့တာစိတ်ဝင်စားစရာပဲနောက်တစ်ခုက law of short sightedness အမျိုးမြန်နီပါမို့ခုနကနည်းနည်းပြောခဲ့ကြတယ်လူတွေကရည်တို့ကိုပဲကြည်တတ်ကြတယ်အင်း tactical helder မနေနေတာကို saucy bubble ဥမာလိုပဲချက်ချင်းအကျော်အမဲ့ရနိုင်ခြေကိုပဲကြည်ပြီးရေရှည်အန်ဒီရကိုမမြင်ကြဘူးဒီလိုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲပြစုပန်ရဲ့ဖီအောက်တွေကနေစိတ်ကိုခဏခွာကြည့်ဖို့လိုတယ် ပြဿနာရဲ့အရင်းမြစ်ကိုနက်နက်ရှမ်းရှမ်းကြည့်ရမယ်။ဖြစ်နိုင်ခြေရှိတဲ့အကျိုးဆက်အလုံးကိုထင်စင်းစားရမယ်။ရှုထောင့်ကိုမြင့်တင်ရမယ်။လင်ခင်လို စိတ်ရှည်သေးခံပြီးရေရှည်ကိုကြည့်တတ်အောင်လေ့ကျင့်ရမယ်။ Philip the Orestes လိုတည်င်းအချက်လက်လွန်ခဲမှုကြောင့်ဆုံးဖြတ်ချက်မမအောင်လေ့ကျူးဆိုင်ရမယ်။ဟုတ်ကဲ့။ဒါဆို Law of Defensiveness ခုခံကာကွယ်လိုမှုနေရာမှာကိုပြန်တွားရအောင်။ လူတွေကိုလွှမ်းမိုးဖို့ကြိုးစားတဲ့အခါသူတို့ကခူခံတက်ကြတယ်ဆိုတာလေဟုတ်တယ်တင်းရင်ညင်းခုံတာအတင်းဖျားပေးတာတွေကသူတို့ရဲ့ခူခံစိတ်ကိုပိုတိုးစေရဲ့အဓိကကသူတို့ရဲ့ခူခံစိတ်ကိုအရင်လျှော့ချဖို့ပဲသူတို့စကားကိုတေးချနားထောင်ပြတာသူတို့ရဲ့ရှုထောင့်ကိုနားလည်ကြောင်းပြတာသူတို့ရဲ့ကိုယ်ယူစည်းဝါးနဲ့ကိုင်ညီအောင်ပြောဆိုတာတွေလုပ်ရမယ်လင်ဒမီဂျွန်ဆန်ကဒါကိုကျွမ်းကျင်တယ်ဆိုပြီးပြောခဲ့ကြတယ်နော်အဲ့တော့မဖြစ်တဲ့ ကိုကိုကိုတတိပြုမိဖို့လေလိုတယ်နော်ကိုရဲ့တင်းမာတဲ့စိတ်ပိုင်းဆိုင်ရာပုံစံတွေကိုပြောပြောင်းအောင်လုပ်ဖို့ Socrates ကိုဥပမာပေးထားတယ်။ဟွန်းကိုကိုရိုင်က defensive ဖြစ်နေရင်သူညောင်းကိုလွှမ်းမိုးဖို့ခတ်မှာပဲလေကိုစိတ်ကိုအရင်ဖွင့်ထားဖို့လိုရယ်။ကောင်းပြီ။ဒါဆိုနောက်တစ်ခု law of self sabotage ကိုကိုကိုထစ်စီးခြင်းနေရာမှာဒါက attitude သဘောထားနဲ့ဆိုင်တယ်နော်။ဟုတ်တယ်။ ျွန်တော်တို့ရဲ့သဘောထားက အဖြစ်မှန်ကိုမြင်တဲ့ပုံစံကိုအယောင်ဆိုးတယ်။ Panis O မှာလို့ပေါ့ကိုယ်သဘောထားကအစိုးမြင့်ဘက်ကိုရိမ့်နေရင်အရာရာကိုအစိုးပဲမြင်နေရော။ဒီသဘောထားဒီလာဘယ်ကလာတာလဲ။မျိုးရိုးဗီဇာပါရလေးရှိနိုင်တယ်။နေဘောအတွေ့အကြုံတွေအထူးသဖြင့်မိဘနဲ့တွဲတာမှု ပုံစံတွေကလည်းလွှမ်းမိုးတယ်။နောက်ပိုင်းကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကလည်းပုံဆွင်းသွားနိုင်တယ်။ကိုယ်သဘောထားကိုဘလို့တတိပြုမိနိုင်မလဲ။ ကိုကသူများကိုဘလို့အကဲဖြစ်လေရှိလဲအခက်ခဲကြုံရင်ဘလို့တုံပြန်လဲအပြောင်းလဲတွေကိုဘလို့လက်ခံလဲဆိုတာတွေကို ပြန်ဆန်းစစ်ကြည့်ရမယ်အန်တွန်ချက်ကော့ဖ်ကခက်ခဲတဲ့အခြေအနေတွေကြားကနေသူ့သဘောထားကိုပြောင်းလဲနိုင်ခဲ့တဲ့ဥပမာကောင်းပဲအစိုးမြန်သဘောထားပုံစံတွေလည်းရှိသေးတယ်နော်ရန်လိုတာစိုးရင်ပူပန်ပြီးရှောင်ရှားတာစိတ်တကြတာနာကျေးတာမျိုးတွေဟုတ်တယ်ဒါ various ဥပမာလို့ပေါ့ အဲ့လိုအစွန်မြင့်စိတ်တွေကကိုဘွားကိုကိုရိုင်းပြင် ဖြစ်စည်းနေတာနေတူတူပဲအကောင်းမြင့်စိတ်ကျေပြန့်တဲ့သဘောထားမွေးမြူဖို့လိုတယ်။ကန့်တချက်တွေကိုစိန်ခေါ်မှုအဖြစ်ရှုမြင်တာအရာရာမှာဆက်ဆက်မှုရှာဖွေတာလူတဘာဝကိုလက်ခံနိုင်အောင်ကြိုးစားတာမျိုးတွေလုပ်ရမယ်။နည်းနည်းတဲ့အပိုင်ရောက်ပြီ။ Law of Repression ဖိနှိပ်ခြင်းနေရာမှာကိုယ့်ရဲ့ Shadow Self အမောင်းပဲချမ်းပါ อืมဒါကခေါကြုံရဲ့သဘောတရားကိုအခြေခံထားတာကျွန်တော်တို့အားလုံးမှာကိုမကြိုက်တဲ့လက်မခံခြင်းနဲ့ကိုရဲ့စိတ်စံတာတွေမလုံခြုံမှုတွေရှိတယ်အဲ့ဒါတွေကိုမသိစိတ်ထဲမှာဖိနှိပ်ထားတတ်ကြတာအဲ့ဒါကိုရှာလို့လို့ထောက်တာအဲ့ဒီဖိနှိပ်ထားတာတွေကဘလို့ပို့ထွက်လာတတ်လဲအဲနားလေရခတ်တယ်တခါလေအန်ဒီယားရှိတဲ့အဖြူမူလေးအဖြစ်ပေါက်ကြလာတတ်တယ်ရစ်ချတ်နစ်ဆန်ရဲ့ဝါတာဂိတ်ကိစ္စသူ့ရဲ့တန်တရားလွန်ကဲမှုတွေကသူ့ရဲ့ရှာတော်ကြောင့်လို့ဂရင်းကတုံတတ်တယ် ိုမှရှာလို့ရှိနေမှန်ဘလို့တည်နိုင်မလဲကိုကိုကိုပြန်ကြည့်စင်ကျင်ဘက်အပြုမှုတွေဥပမာအပြင်းမှရန်ကျင်နာပြနေပြီမြဲအတွင်းစိတ်မှမကျင်နပ်မှုတွေရှိနေတာမျိုးတမုံရွတ်တဲ့စိတ်ခံစားမှုပောက်ကွဲထွက်တာမျိုးတွေပေါ့သူများမှကြည့်ရင်တော့အစွန်းရောက်တဲ့အပြုမှုတွေအရန်တင်းကျက်တဲ့စီကန်းတွေစိတ်ကြီးဝင်တာတွေက shadow ကိုဖုံးကွယ်ထားတဲ့လက္ခဏာတွေဖြစ်နိုင်နေဒီ shadow ကိုဘလို့ပေါင်းဆက်ရမလဲဖျောက်ဖြစ်လို့ရလားဖျောက်ဖြစ်လို့မရဘူးသူ့ကိုလက်ခံပြီးပေါင်းဆက်ရမှာ ကိုရဲအဲ့ဒီအမောင်ပတ်ချံကိုလက်ခံနိုင်သွားတဲ့အခါပိုးပြီးစစ်မှန်တဲ့လူတွေရောဖြစ်လာမယ်။တီထွေမန်ဒီနိုင်စွမ်းနေလဲထွက်ပေါ်လာနိုင်တယ်။ရောဘတ်ဘလိုင်းကဒီအကြောင်းကိုပြောဖို့တယ်။ဒီခေတ်မှာလူမှုရေးဖိအားတွေကြောင့်ဖြစ်နိုင်မှုတွေပိုများလာနိုင်လား။ဖြစ်နိုင်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာမြဲကောင်းတဲ့ပုံစံပဲပြချင်ကြတော့ကိုယ့်ရဲ့အားနည်းချက်တွေမကောင်းတဲ့စိတ်တွေကိုပိုပြီးဖိနှိပ်ထမိနိုင်တာပေါ့။ဟုတ်ကဲ့။နောက်တစ်ခုက law of envy မနာလိုမှု။ ဒါကလည်းလူတိုင်းကြုံဖူးမိကိစ္စပဲအထူးသဖြင့်တငေချင်းနေကြမှာဖြစ်တတ်တယ်နော်ဟုတ်တယ်အရန်လဲနာကျင်စရာကောင်းတယ် Jane Williams နဲ့ Mary Shelley ဇလန်လိုပေါ့တငေချင်းအရင်ကြီးတွေဖြစ်ပေမဲ့မနာလိုမှုကြောင့်ဆက်ဆံရေးပျက်စီးသွားခဲ့ရတယ်မနာလိုမှုကိုဘလို့တရီထားမိနိုင်မလဲလူတွေကတာကို ဖုံးကွယ်ထားတဲ့ကြတယ်မဟုတ်လားအင်းဖုံးကွယ်ထားတဲ့ကြတယ် ဒါပေမဲ့ micro expressions တွေအစိတ်အောက်ပါတဲ့ချီးကျူးစကားတွေ toxic praise နောက်ကမှအတင်းပြောတာတွေဆွဲလိုက်သွန်းလိုက်လုပ်တဲ့ဆက်ဆံရေးပုံစံတွေကတဲလွန်စားပေးနိုင်တယ် passive envy နဲ့ active envy ဆိုပြီးလက်ရှိသေးတယ်သူများရဲ့မနာလိုမှုကိုဘယ်လိုလမ်းလွဲမလဲကိုအောင်မြင်မှုကို ရှော့ပြောတာမျိုးလားဟုတ်တယ်အောင်မြင်မှုကိုရှော့ပြောတာကိုမှလည်းအားနည်းချက်တွေရှိတာတယ်လို့မဟာပြုခွာချက်ကြောင့်ပြောတာ သူတို့အာယုကိုတခြားဘက်လွှဲတာမျိုးလေးလုပ်လို့ရတယ်။ Robert Rubin ကဒီနည်းကိုသုံးခဲ့တယ်။ကိုစိတ်သေးကမနာလိုမှုကိုရောဘလို့ကြိုက်သွဲမလဲ။အဓိကကတော့ရိုးသားဖို့ပဲ။ကိုမနာလိုပြီနေမှန်းဝန်ခံရရမယ်။ပြီးတော့အဲ့ဒီစိတ်ကိုကိုအတွက် လုံဆောင်မှုဖြစ်အောင်ပြောင်းသွင်းရမယ်။ Mid Freud ဆိုတဲ့သူတပါအောင်မင်တာကို အတူတူကဝမ်းမြောက်ပေးနိုင်တဲ့စိတ်မျိုးမွေးမြူရမယ်။ကောင်းပါလေ။နောက်တစ်ခု Law of Grandiosity စိတ်ကြီးဝဲမှု။ ါက narcissism နဲ့နည်းနည်းဆင်တူတယ်လို့ပဲနော်ဆင်တူပေမဲ့နည်းနည်းကွဲတယ် grandiosity ကငယ်ငယ်ကကိုကအရာရာကိုလုံနိုင်တယ်လို့ထင်ခဲ့တဲ့စိတ် omnipotence နဲ့လက်တွေ့ဘဝမှာသူများအပေါ်မိခေါ်နေရတယ်ဆိုတဲ့အတိအကျကခွာရချက်ကနေလာတာဒီခေတ်မှာတော့ပိုဖြစ်စေတဲ့အကြောင်းရင်းတွေရှိလားအင်း green နဲ့တော့ clay တွေကိုအလွန်အမင် grow ဆိုင်လို့နာအနာပိုင်းတွေကိုလေးစွားမှုနည်းလာတာ social media မှာကိုကိုကိုအကောင်းဆုံးပုံလွန်ပဲပြချင်တာတွေက စိတ်ကြီးဝင်မှုကိုအားပေးနိုင်တယ်လို့ဆိုတယ်။ဒါကိုဘယ်လိုသတိထားမိနိုင်မလဲ။ကိုကိုဖောင်းပွားပြီးထင်ကြီးကြီးနေတာအမလုံးမီရဲ့နောင်သူများဝယ်အပြစ်တင်တာဝေဖာမှုကိုလုံးဝမခံနိုင်တာအမြဲအာယုံဆိုင်ခံချင်နေတာတွေပေါ့။နန်ဒါဘကျူးစ်တင်နေတဲ့ဆိုရင်တန်ကြည်ကြပြောတာသူများစကားကိုဖျက်ပြောတာမျိုးလေ Michael Eisner ရဲ့ Disney မှာအောင်မြင်မှုနဲ့ကြဆုံးမှုဇာလံကဥပမာပဲ practical grandiosity ဆိုရတာကတော့ပါလဲ လက်တွေ့ကြတဲ့စိတ်ကြည့်ဝယ်မှုလားအဲ့ဒါကကိုယ့်ရဲ့စွန့်အင်နဲ့ရီမန်းချက်တွေကိုလက်တွေ့ကြတဲ့ပတ်နိုင်ဒီစီလမ်းကြုံပေးတာကိုအားတာချက်အားနေချက်ကိုတေချာတိပြီး ကိုထပ်ပိုးကြီးမားတဲ့ရည်ရွယ်ချက် supply တခုခုနဲ့ချိတ်ဆက်ပြီးစူးစမ်းတာမျိုးပေါ့ဟုတ်ကဲ့ Now law of gender rigidity ဂျာမာအခန်းကဏတင်းကျပ်မှုနေရာမှာဒါက anima animus the body နဲ့ဆိုင်မဲ့ထင်းနေဟုတ်ပါတယ်ကျွန်တော်တို့က စန့်ကျင်ဘက်လင်မိဘရဲ့လွှမ်းမှုမှုကြောင့်ကိုထားမှရှိနေတဲ့စန့်ကျင်ဘက်လင်အရေးတွဲတွေ Jungian psychology အရအမျိုးသားမှဆို anima အမျိုးသမီးမှဆို animus ကိုဖိနှိပ်ထားမိတော့တယ်ဖြစ်လာနိုင်တယ်ကိုမှဖိနှိပ်ထားတဲ့အရာတွေကိုကိုလက်သွဲဖော်စီမှာသွားရှာတာသူတို့ကိုပုံချလာ projection mirror တွေဖြစ်တတ်တယ် Katerina's Forza ကဂျာမအရေးတွဲတွေကိုရောဆက်ပြီးအသုံးချနိုင်ခဲ့တဲ့ဥပမာပဲ projection ကိုဘလို့တတိထားမိနိုင်မလဲ ို့လက်သေးဖို့ကိုကိုစိတ်ကူးတဲ့ကပုံစံအတိုင်းဖြစ်စေချင်နေတာမျိုးပေါ့ဥပမာ သူတော်စင်လိုဖြစ်စေချင်တာအဖေလိုအားကိုးချင်တာအမေပြုစုဆောင်ရှောက်စေချင်တာမျိုးတွေကကိုယ့်ရဲ့မပြည့်စုံတဲ့လိုအပ်ချက်တွေကိုကိုသူတို့ပေါ်ပုံချနေရဖြစ်နိုင်တယ်။ Jacqueline Kennedy Onassis ဥပမာမှာဒါကိုတွေ့ရတယ်။ဒီ Anima Animus ကိုပေါင်းဆက်လိုက်ရင်ဘာကောင်းကျိုးရှိမလဲ။ပိုပြီးစစ်မှလာမယ်။အတွေ့ခေါ်တဲ့ပိုပြီးလိုက်လျောညီတွေရှိလာမယ်။ အမျိုးသားတွေကပိုပြီးခံစားချက်ပိုင်းနူးညံ့လာနိုင်တယ်လို့အမျိုးသမီးတွေကလည်းပိုပြီးစင်ချင်တုံတရအားကောင်းလာနိုင်တယ်။အသွေးခေါပိုင်းမှာရောတင်ယူမှုမှာပါပိုပြီးဟန်ချက်ညီလာမယ်။ရည်ရွယ်ချက်မဲ့မှုနေရာမှာဒါကခုနကရည်ရွယ်ချက် purpose အကြောင်းနဲ့ပြောပြရမော့။ဟုတ်တယ်။ရည်ရွယ်ချက်မရှိရင်လူကလမ်းပြောင်းနေတယ်လို့ခံစားရတယ်။စိတ်သက်ကြလွယ်တဲ့အိုင်ကုန်ခိုင်းနေတတ်တယ်။မာတင်လူသာကင်ဂျူနီယာရဲ့ဥပမာကိုပြန်ကြည့်ရင် ရည်ရွယ်ချက်ကသူ့ကိုဘလောက်တွန်းအားပေးခဲ့လဲဆိုတာတွေ့နိုင်တယ်။ရည်ရွယ်ချက်အတူရရောင်တွေကြောင့်ခုနကပြောခဲ့ကြတယ်။ပြောချွေမှုငွေဂုံပကဒနာအဆုံးရောက်ဝါရတွေပေါ့။ဟုတ်တယ်။အဲ့ရတွေကခဏတာလမ်းပြပေးသလိုထင်တာပေမဲ့ရေရှဲမှာအနှစ်သာရမရှိဘူး။တကယ်ရည်ရွယ်ချက်ကိုရှာဖို့ကိုယ့်ရဲ့မွေးရပါစိတ်တဘာဝကိုတကယ်ပါကိုစိတ်ဝင်စားလဲဆိုတာနဲ့ပြန်ချိတ်ဆက်ရမယ်။ကိုအတွက်တိတတ်နေပဲ niche ကိုရှာဖွေတွေ့ရှိပြီးအဲ့ဒီထဲမှာစိတ်နှစ်ကိုနေစူးစမ်းရမယ်။ အရေးတအကြီးစိတ် sense of urgency မွေးပြီးအလုပ်လုပ်ရမယ်။ရွေချက်စလိုက်ရင်ပါတယ်ကောင်းကျိုးခံစားရမလဲ။ခိုင်နိုင်ရရှိလာမယ်စိတ်သက်ကြန့်ခိုင်လာမယ်စွဲရင်တွေတိုးလာမယ်အာယုံဆူဆိုင်မှုကောင်းလာမယ်မလုံခြုံမှုတွေနည်းသွားမယ်ဘဝကပိုပြီးပြည့်စုံလာသလိုခံစားရမယ်။ကဲအုပ်စုဖွဲ့အပြုမှုတွေဘက်ကိုသွားအောင် law of conformity လိုက်လုံးညီထွေမှုနေရာမှာလူတွေကအုပ်စုတဲ့ရောက်သွားရင်ပြောင်းလဲသွားတတ်တယ်ဆိုတာလား ုတ်ပါတယ်။တယောက်တည်းရှိနေခြင်းနဲ့အုပ်စုထဲမှာရှိနေခြင်းမှာ လူတွေရဲ့အပြုတ်မှုကမတူတော့ဘူး။အုပ်စုရဲ့လွှမ်းမောမှုကြောင့်သူ့ပါတာလိုက်လွန်ညီထွေဖြစ်တော်နေတာ။စူပောင်းခံစားချက်တွေခံစားရတာပိုပြီးစွန့်စားရဲလာတာမျိုးတွေဖြစ်တတ်တယ်။တရုတ်ယဉ်ကျေးမှုတော်လန်ရေကဥပမာတစ်ခုပဲ။ဘာကြောင့်အဲ့လိုဖြစ်ရတာလဲ။အထူးကကတော့လူတွေကသူတပားရဲ့အတီးပြုတ်မှု validation ကိုလိုချင်ကြလို့ပဲ အုပ်စုကနေအပယ်ခံရမှာကိုကြောက်ကြတယ် ဒါကြောင့်အုတ်စုရဲ့စီးမြင့်နေယဉ်ကျေးမှုတွေကိုလိုက်နာကြတာဒီအုတ်စုရဲ့အကျိုးတရားမှုတွေကိုဘလို့နားလည်ထားတဲ့နည်းအုတ်စုလိုက်စဉ်းစားမှု group 3ရဲ့အန်ဒီရီကိုတတိထားရမယ်စိတ်ခံစားမှုတွေအလွေတကူကူးဆက်နိုင်တာကိုတိထားရမယ်အုတ်စုသေးကနားနေနိုင်ငယ်ယူလို့ရုပ်ဝတ်ကျင်စီမှုတွေအုတ်စုဖွဲ့တိုက်ခိုက်မှုတွေကိုတတိပြုရမယ်အုတ်စုလိုက်မစင်ကျင်နိုင်ပဲအမားတွေလုံမိတတ်တာကိုလည်းနောက်တွေထားရမယ်။အုတ်စုထဲမှာ ကိုယ့်ရဲ့စင်ကျင်တုံရကိုဘလို့ထိမ့်သိမ့်မလဲကိုကိုကိုအမြဲတတိထားရမယ်အုပ်စုရဲ့လုံရက်တွေကိုအပွင့်ရမကြည့်ပဲအခဲဖြတ်ရမယ်အုပ်စုရဲ့ယဉ်ကျေးမှုကိုစမ်းစစ်ရမယ်နန်းတွေနိုင်ငံရေးတွေကိုပါနာစွာကြိုလွှားရမယ်တကယ်လို့ကိုကခေါင်းဆောင်ဆိုရင်လက်တွေ့ကြပြီးအကျုပ်ဖြူထွန်းတဲ့အဖွဲ့အစည်းမျိုးတည်ဆောက်ရမယ်ပုံကြီးမှန်းချက်ရှိရမယ်အရေးချင်းကိုဦးစားပေးရမယ်တည်င်းအချက်အလက်လွတ်လပ်စွာစီးဆင်းခွင့်ပေးရမယ်ဟုတ်ကဲ့နောက်တစ်ခုက law of fickerness မတီမြဲမှုနေရာမှာတာက authority အာဏာနဲ့ဆိုင်တယ်လူတွေကခေါင်းဆောင်ကြီးအပေါ်မတီမြဲမှုဆိုတာလားอืมတပါဝပဲလူတွေကခေါင်းဆောင်ကြီးကိုအစာပိုင်းမှာအထင်ကြီးလေးစားပြီးမဲ့အချိန်ကြာလာတာနဲ့အမြအဖြစ်ရှာတတ်ကြတယ်မကျေနပ်မှုတွေပေါ်လာတတ်တယ်ဘီယင်မအလိဇဘက်အာရေကပြပြအားနေတဲ့အနေထားကနေဩဇာအာဏာတိဆောက်နိုင်မြဲတဲ့ဥပမာကောင်းပဲဘာကဩဇာအာဏာကိုပျက်စီးစေတတ်လဲခန်းစား권ရှိတယ်လို့ထင်မြင်မှု entertainment ကအဓိကအကြောင်းရင်းနဲ့ ခေါင်းဆောင်ကကိုကဒီနေရာနဲ့ထိုက်တန်တယ်လူတွေကငါ့ကိုလေးစားရမယ်ဆိုရဲစိတ်ဝင်သွားရင်အာနာကြက်စင်းမှုလန်းစားပဲစစ်မှန်တဲ့ဩဇာအာနာကဘဲပေါ်မှာမူတည်လဲ green ကအမြင် vision နဲ့ကိုချင်းစာနာမှု empty ပုံမှာမူတည်တယ်လို့ဆိုတယ်ခေါင်းဆောင်ကရေးရှည်ကိုကြည်နိုင်ရမယ်လမ်းကြောင်းတွေကိုမြင်နိုင်ရမယ်ဆန်နိုဖုန်းဥပမာပြီးတော့အဖွဲ့ဝင်တွေရဲ့စစ်အခြေအနေနဲ့ချိတ်ဆက်နိုင်ရမယ်တရားမျှတရမယ်ကိုတိုင်ကဆန်နိုမူနာပြနိုင်ရမယ်ဩဇာအာနာကိုဘယ်လိုတည်ဆောက်မလဲပြရမယ်လူတွေနဲ့ယဉ်ညှိမှုရော အကွာအဝေးတစ်ခုထားတာကိုပါဟန်ချက်ညီအောင်လုပ်ရမယ်။တရားမျှတမှုကို ကိုစားပြုရမယ်။စန့်ကျင်ဘက်အရေးတွေးတွေကိုရော့ဆက်ပြီးပြသနိုင်ရမယ်။ဥပမာတင်းကျပ်မှုနဲ့ချင်နာမှု ပြီးတော့ကိုအာနာကိုအမြဲပြန်လဲနုပြိုအောင်လုပ်နေရမယ်။ကဲ။နောက်တစ်ခုက law of aggression ယန်လိုမှုနေရမှာ။ဒါကလူတဘာဝရဲ့အမောင်းပချမ်းနဲ့ပုံနှိဆက်လာပြီ။ဟုတ်တယ်။ယန်လိုမှုကထိမ့်ချုံလို့စိတ်လွှမ်းမိုးလို့စိတ်နဲ့လာတာ။ စိတ်ပြအငဲမှုတွေမလုံခြုံမှုတွေနဲ့လည်းဖြစ်ပေါ်လာနိုင်တယ်။ကျော်နီရော့ကဖေလာကသူ့ရဲ့ရည်မှန်းချက်အောင်မြင်ဖို့ရန်လိုမှုကိုတုံးချခဲ့တဲ့ဥပမာပဲ။လူတိုင်းမှာရန်လိုစိတ်ရှိရလို့ဆိုလိုတာလား။အင်းရှိတယ်။ဒါပေမဲ့အဲ့ဒီစွမ်းကိုအကောင်းဘက်ဥပမာဇွဲလုံးလကျင်ခိုင်မှုကိုလမ်းကြောင်းပေးမလား။အစိုးဘဥပမာချဲလေမှုချင်းချောက်မှုကိုတုံးမလားဆိုတာပဲကွာတာရန်လိုသူတွေကိုဘလို့တတိပိမိနိုင်မလဲနားရရှိမလုံးကြုံမှုတွေရှိတတ်တယ် ထိန်ချုပ်လို့ဆိုအရင်ပြန်ထန်တယ်လူတွေကိုအရာဝတ္ထုလို့သဘောထားတတ်တယ် passive aggressor ဆိုရဲတိုင်းရိုက်မပြဘဲတွယ်ဝိုင်ပြီးရန်လို့ရပုံကြမျိုးလည်းရှိတယ်တယ် passive aggression နီးလည်းနေကပါတယ်လေသူများပေါ်မိကောင်အောင်လို့တော့အပြစ်တင်တာအပြစ်ရှိလို့ခံစားရအောင်လို့တော့တွယ်ပိုက်ဖြစ်ဝေဖန်တာအလုတ်တွေကိုတမင်နှုတ်ကြောင်အောင်လို့တာမျိုးတွေပေါ့ရန်လို့သူတွေနဲ့ဂျုံရင်ဘလို့ဆက်ဆံရမလဲသူတို့ရဲ့လက္ခဏာတွေကိုအရင်သတိပြုမိရမယ်စိတ်ခံစားမှုနဲ့တုံးပြန်တာကိုရှောင်ရမယ် လိုအပ်ရင်လို့သူတို့ရဲ့နီလန်အတိုင်းတွယ်ဝိုက်ပြီးပြန်တွန်းပြန်ရမျိုးလည်းရှိနိုင်တယ်။ကိုယ်ရန်လိုမှုကိုတော့အကျိုးရှိအောင်ဘယ်လိုလမ်းကြောင်းပေးမလဲ။ထိန်ချုပ်ထားတဲ့ဇွဲလုံးလား controlled persistence ဖြစ်ပြောင်းလဲရမယ်။ Edison, Curie, Einstein တို့လိုပေါ့။ကြောက်ရွံ့မှုတွေကိုကျော်လာဖို့အခက်ခဲတွေကိုရင်ဆိုင်ဖို့ဒီဆွမ်းအင်ကိုအသွင်ချရမယ်။အကျိုးဖြစ်ထွန်းရတော့ productive angle ဖြစ်အောင်ပြောင်းလဲရမယ်။ဟုတ်ပါပြီ။နောက်တစ်ခုက law of generational myopia မျိုးဆက်အမြင်ကျင်းမြောက်မှုနေရာမှာကိုနေထိုင်တဲ့မျိုးဆက်က ကို့အမြင်ကိုပုံဖော်တယ်ဆိုတာပေါ့ဟုတ်တယ်ကျွန်တော်တို့ကကို့မျိုးဆက်ရဲ့အတွေးခေါ်တဲ့တံပိုးထောင်းမှုတွေထဲမှာနစ်နေတတ်ကြတယ်တခြားမျိုးဆက်တွေရဲ့အမြင်ဒါမှမဟုတ်ပိုကြီးတဲ့သမိုင်းစုံဝန်းတွေကိုမမြင်နိုင်တော့ဘူးဘရင်လူ16ကပြောင်းလဲနေတဲ့ခေတ်ကိုနားမလည်ခဲ့လို့ကြာဆုံးခဲ့ရတာလေ George Denton ကတော့ပြောင်းလဲမှုကိုခန်းစားမိခဲ့တယ်မျိုးဆက်တတိတူမီမှု generational awareness ကပားကြောင်အီကြီးတာလေကိုမျိုးဆက်ရဲ့လွမ်းမှုမှုတွေကိုတီထားမှအဲ့ဒီအမြင်ချင်းမြောင်းမှုကနေခွဲထွက်နိုင်မယ်ပိုကြီးတဲ့ပုံစံတွေခက်ရေးစည်းကြောင်းတွေကိုအကဲဖြတ်နိုင်မယ်အတိတ်ကနေသင်ခန်းစာယူပြီးအနာဂတ်အတွက်ပြင်ဆင်နိုင်မယ် Alfred Hitchcock ကခက်အဆက်ဆက်ပြောင်းလဲနေတဲ့ပြည်သက်ရဲ့စိတ်ကိုအမြဲလိုက်လျောညီထွေဖြစ်အောင်သူရုပ်ရှင်တွေကိုပြောင်းလဲတင်ဆက်နိုင်ခဲ့တယ်ဒီတတိပြုမိမှုကိုဘလို့အသုံးချမလဲ ကိုမျိုးဆက်ရဲ့စိတ်ကကနေခွဲထွက်ပြီးပိုကျဲပြန်းတဲ့ရှုထောင်ကနေကြည့်တတ်အောင်ကြိုးစားမယ်။ခေရီစီချောင်းတွေကိုအကဲဖြတ်ပြီးကိုလမ်းချောင်းကိုရှာရမယ်။အတိတ်ကိုသုံးကွင်ုံတသက်မဟုတ်ဖဲအတိတ်ကပေါင်းတော်တွေကိုလည်းလက်ခံကျင့်သုံးတတ်ရမယ်။အချိန်နဲ့အမျှပြောင်းလဲနေတဲ့စိတ်တက်ကိုလိုက်လျောညီထွေဖြစ်အောင်ပြုပြင်နေရမယ်။ဟုတ်ကဲ့။နောက်ဆုံးတစ်ခု Law of Death Denial ။ပေချင်းတရားကိုညှင်းပေချင်းနေရာမှာဒါကတော့လင်းတဲ့အဆုံးတတ်ပဲ။ဟွန်း လူတိုင်းကြုံရမယ့်အရာမဲ့လူအများစုကရှောင်ဖဲခြင်းကြတဲ့အရာကို green ကဒီလိုညင်းပဲ့ခြင်းကကျွန်တော်တို့ကိုအခက်အခဲတွေအတွက်ကြိုတင်ပြင်ဆင်မှုမရှိသေးဘူးပေါ်ဝါကိုတံဖို့မထားတတ်စေဘူးလို့ဆိုရဲ flannery ကိုခေါနာကသူ့ရဲ့ယောဂါကိုရေကျက်ရှောင်ခွေဖို့အတုံးပြုတ်ခဲ့တဲ့ဥပမာကိုသူပေးထားတယ် တေရှင်တရားကိုညင်ပယ်တဲ့ပုံစံတွေကပါလေလေအလုတ်တင်တဲ့အချိန်ပြည့်အောင်လုပ်ထားတာအမြဲစိတ်လှောက်ရှားစရာတွေလိုက်ရှာနေတာအစိုးရဂျုံလာတဲ့သူများကိုအဖြစ်တင်တာအာယုံလွဲစားနေတဲ့ပဲအချိန်ကုန်နေတာမျိုးလေပေါ့တေရှင်တရားကိုယဉ်ဆိုင်ခြင်းကဘာကြိုးကျစုတွေပေးနိုင်လေအရေးတကြီးစိတ် sense of urgency ကိုဖြုတ်ဖော်စေတယ်ဘာကတကယ်အရေးကြီးလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်စေတယ်ကိုချင်းစာနာစိတ်ကိုတိုးလာစေတယ်ဘဝကိုပိုပြီးတန်ဖိုးထားတတ်လာစေတယ် ကြောင်းရွံ့မှုတွေကိုကျော်လွှားနိုင်လာမယ်။ကိုလှုပ်ရှင်တဲ့အရာတွေကိုအပြည့်အဝကတိကဝတ်နဲ့လှုပ်ဆောင်နိုင်လာမယ်။သူတစ်ပါးနဲ့ပိုးပြီးနက်နက်ရှိုင်းရှိုင်းဆက်သွယ်နိုင်လာမယ်။ Green ကတည်ခြင်းတရားဆိုတာအလုံးမြဝေခံစားရမယ့်အရာဖြစ်လို့ဒါကိုလက်ခံနိုင်ခြင်းကကျွန်တော်တို့ကိုတည်ခြင်းတရားရဲ့ညီအခုမောင်နှမများဖြစ်စေတယ်လို့ဆိုတယ်။ Hmm. ကောင်းပါပြီ။တကယ်ကိုကျေပြန့်ပြီးနက်နဲဟဲ့အကြောင်းအရာတွေပဲ။ဒီနေ့တော့ Robert Green ရဲ့ the laws of human nature ထဲကအဓိကနိယာမတော်တော်များများကိုဆွေးနွေးခဲ့ကြပါတယ်။စေပိုင်းဆိုင်ရာမတည်ငြိမ်မှုကနေတည်ခြင်းတရားကိုရင်ဆိုင်ခြင်းအထီးပေါ့။ဒီကိစ္စစဉ်းစားရတာအများကြီးရလိုက်တယ်။ဟုတ်ပါတယ်။ဒီစာအုပ်ကလူတဘာဝရဲ့ရှုပ်ထွေးပြီးတစ်ခါလေမှလက်ခံဖို့ခက်ခဲတဲ့အပိုင်းတွေကိုမိမောင်းထုတ်ပြထားတာ။ဒါပေမဲ့ဒီယာရီကိုနားလည်ထားခြင်းကကိုကိုကိုရောသူတဘာဝကိုပါပို့ပြီးနားလည်လာစီပြီး ပိုကောင်းတဲ့ဆက်ဆံရေးဝေးဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အထောက်အကူပြုမှတည်ကြပါရယ်။ဒီနေ့မှနားထောင်သူတွေကိုစဉ်းစားဖို့မေခွန်းလေးတခုထားခဲ့ခြင်းပါရယ်။ကောင်းပါရယ်။လူသားရဲ့တဘာဝတရားလေးကိုနားလည်ခြင်းကကျွန်တော်ရဲ့နေ့စဉ်ဘဝဆက်ဆံရေးတွေနဲ့ဆုံးဖြတ်ချက်ချခြင်းတွေကိုဘလို့ပြောင်းလဲစေနိုင်မလဲ။ကိုယ့်ရဲ့မတိစိတ်ကစိတ်ဆော်မှုတွေကိုတတိပြုမိခြင်းအပြင် ပိုပြီးပြည့်စုံတဲ့လူသားတယောက်ဖြစ်လာနိုင်မလားဆိုတာလေးကိုကိုယ့်ဘာသာကိုပြန်ပြီးစမ်းစစ်ကြည့်ကြဖို့ပေါ့ဟုတ်ကဲ့စဉ်းစားကြည့်တဲ့မေခွန်းလေးပါပဲအခုတင်ဆက်ပေးတာကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like လေးပေးသွားဖို့မမေ့ပါနဲ့ပြီးတော့ကိုယ့်ရဲ့အမြင်တွေကိုလည်း comment မှာရေးပြီးမျှဝေပေးခဲ့ပါအောင်ကျွန်တော်တို့ဘာမှ brain ကနေနေ့စဉ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမို့လို့နောက်နေ့တွင်မှာလည်းဆက်လက်ပြီးတော့အားပေးနားဆင်ကြပါအောင်လို့ဖိတ်ခေါ်ရင်းနေပဲ။ ဒီနေ့အတွက်တော့ဒီမှာပဲနှီးကုန်ချိုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ